တို့ဒီလုပ်ကိုလုပ်နေတဲ့နိုင်ငံတော့လုပ်တာလေဒီမှာပြောဆိုရှုံးတော့လေတရားတော်တော်ကြီးပါအဲကျွန်တော်တို့အခုလိုတိုင်လိုက်တဲ့ဟာကျွန်တော်တို့တက်ရှုဆောင်သွားတယ်ဒါပေမဲ့ကျွန်တော်တို့ကပို့လုပ်လို့မှပဲရတယ် ကျွန်တော်တို့ဓာတ်ရည်မြင့်တဲ့ပြိုင်ပွဲကိုပြိုင်နိုင်မှပဲကျွန်တော်တို့နေရာတစ်ခုကိုရောက်ကျွန်တော်တို့ဘောလုံးက16နှစ်လောက်တည်းကဘာဖလားရှိတယ်အသက်20ကဘာဖလားရှိတယ်နောက်အိုလံပစ်ပြိုင်ပွဲရှိတယ်နောက်လေးစင်ပြိုင်ပွဲရှိတယ်အဲ့တော့ကျွန်တော်တို့ကဒီအတန်းလိုက်အတန်းလိုက်တွေကိုပြည့်စုံမသွားဘူးဆိုကျွန်တော်တို့ဘလို့မှမဖြစ်နိုင်ဘူးဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့လေးစင်သိမ်းဖို့ပါဘူးကျွန်တော်တို့ဒီအငွေရစပြီးကျွန်တော်တို့ပြည့်စုံနိုင်မှပဲဖြစ်မှာဘလို့စင်အနေထားကိုဒီ region တော်မှာကျွန်တော်တို့ကတော်တော်နိုင်နေတယ်ကျွန်တော်အများကြီးလုံမရဘူး။အဲတော့ဘာမှပြောမနေဆရာပြောချင်တာမျိုးရှိတယ်။ဘာများပြောချင်တာမျိုးရှိတယ်။ကျွန်တော်အနေနဲ့ကတော့ ဒီမှာပြည်ကဘုန်းတော်ရှိတဲ့ပြည်သက်တွေအားလုံးကျေးဇူးတင်ပါတယ်ဘလို့အချိန်နေပဲဖြစ်ဖြစ်အားပေးတာပေါ့နော်ရှုံးလို့ပြောတာတော့ဒါကတော့ဘုန်းတော်ရဲ့သဘောပါပဲနိုင်ရင်တော့အားလုံးပျော်ကြရတာပေါ့ကျွန်တော်နေနေပြည်သက်တွေပျော်ဖို့အတွက်ကလေးတွေစိုးစားဖို့တိုက်တွန်းပါဟုတ်ကဲ့ပါဘုရားတရားအနေနဲ့ဘုရားကိုတင်းကောင်းနေတယ်ဘလို့ခံတာဒီကိုတင်းကြဆင်းနေတယ် ော့ဒီဘောမဘောသာခံနေပြီပါတကယ်တော့ကျွန်တော်အနေနဲ့လုံးဝစနေလောက်တဲ့ကျွန်တော်နားကျင်တာဒါပြန်တကယ်လို့လုံးမယ်လို့ရှိလို့လုတ်ပေးနေတာသို့တော်လည်းဟိုပေးတက်ရခံစားချက်ကိုနားရတာပြီးတော့ပေးတက်ကိုပြောသေးချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့အကောင်းဆုံးစူးစမ်းပေးပြီးတော့နိုင်အောင်ခံပြီးတော့ပေးတက်ကိုပြောသေးချင်တာပါဒီဝေမှန်မှုနေပတ်သက်လို့ကျွန်တော်ဘာခံစားချက်မှမရှိပါဘူးဟိုရှုံးရင်တော့ကျွန်တော်စိတ်မကောင်းနဲ့အဲ့အတွက်လည်းတောင်းပန်ပါတယ် ခဏလေးဒါလည်းပုံအများကြီးစူးစမ်းအောင်ကျွန်တော်တို့လိုချင်တာကတော့ဒီရုပ်မီးတင်းကိုကမ္ဘာဖလောင်းဝင်တဲ့အထိ2029မှာကျွန်တော်တို့ target ထားတာအဲ့ဒါစူးစမ်းမှာပါဟုတ်ကဲ့ကျွန်တော်ဒီဒီဒီဇင်ဘာလဆိုရှင်စီကိန်းရှိတယ်ပေါ့ဒီအောင်မြင်မှုကစီကိန်းမှာရှိတဲ့သိစုရဖို့အတွက်ကြောက်တန်းချက်ဖြစ်လာတိုင်းလားလို့ဆရာဟုတ်ကဲ့ကျွန်တော်တို့အနေနဲ့ဒီပြိုင်ပွဲကိုဝင်တဲ့အကောင်းဆုံးပြည်စင်စူးစမ်းမှာဖြစ်တယ်လို့ဂျပန်နီးပြောက်လည်းအဲ့ဒါတည်းရည်ရွယ်ချက်နဲ့ငှားထားတာပေါ့နော်ပြီးတော့လေလူငယ်ကစားသမားတွေအများကြီးပါလာပြီးဖြစ်တဲ့အတွက်ဒါနဲ့ပို့ပြီးတော့ကျွန်တော်တို့လုံးစရာတွေတော့အများကြီးကြံသေးတယ်ဒီဆင့်လောင်နဲ့တော့ကျွန်တော်တို့မျှော်မှန်းလို့မရသေးဘူးအများကြီးလုံးမှာဖြစ်မှာ ဟုတ်ကဲ့ဆက်ပြီးတော့အားပေးပါလို့နော်လူကြီးတဲ့အနေနဲ့ဒီလိုအောင်မြင်မှုတွေရှိပြီးဖက်ကြိုးစားဖို့ကြိုးစားဖို့ဒီလိုလားအသင်းအနေနဲ့ကြွားချက်တွေအများကြီးရှိသေးတယ်ဘောလုံးကကျွန်တော်တို့ကပြိုင်ပွဲတစ်ခုတည်းမဟုတ်ပါဘူးကျွန်တော်တို့ရဲ့လိအစင်နန်းနေကျွန်တော်တို့ရဲ့အခြေခံအဆင့်တွေပေါ့နော်အเจ้าမှလုပ်တဲ့ဘောလုံးတွေကျွန်တော်တို့ရဲ့နီးပြတွေကွင်းတွေပြပေါင်းဆောင်လို့ပါတယ် ကျွန်တော်တို့ကဘာမှမရှိတဲ့ကြားထဲကအကောင်းဆုံးစူးစမ်းနေတာဖြစ်တဲ့အတွက်နားလည်ပြီးတော့ဆက်အားပေးပေးပါလို့ကျွန်တော်အနေနဲ့တောင်းပန်ပါတယ်လို့လို့တယ်နိုင်ငံလို့လို့တာလေဒီမမျိုးဆိုရှုံးတော့လေဒိုင်ယာကတော့ကြီးပါအဲကျွန်တော်အခုလို့နိုင်လိုက်တဲ့ဟာကျွန်တော်တို့တော့တက်ရှူချောင်းသွားတယ်ဒါပေမဲ့ကျွန်တော်တို့ကပို့လုံးလုံးမှာပဲရကျွန်တော်တို့ဓာတ်ရမြင့်နေပြိုင်ပွဲကိုပြိုင်နိုင်မှပဲကျွန်တော်တို့နေရာတစ်ခုကိုရောက် ကျွန်တော်တို့ဘောလုံးက18နှစ်လောက်တည်းကကဘာဖလားရှိတယ်အသက်20ကဘာဖလားရှိတယ်နောက်အိုလံပစ်ပြိုင်ပွဲရှိတယ်နောက်လေးစင်ပြိုင်ပွဲရှိတယ်အဲ့တော့ကျွန်တော်တို့ကဒီအတန်းလိုက်အတန်းလိုက်တွေကိုပြည့်စုံမသွားဘူးဆိုကျွန်တော်တို့ဘယ်လိုမှမဖြစ်နိုင်ဘူးဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့လေးစင်သိမ်းဖို့ပါဘူးကျွန်တော်တို့ဒီအငွေရစပြီးကျွန်တော်တို့ပြည့်စုံနိုင်မှာပဲဖြစ်မှာဘလို့စင်အနေထားကိုဒီ region တော်တော်ကျွန်တော်တို့ကတော်တော်နေနေကျွန်တော်အများကြီးလုံမရဘူးအခုတော့ပြောပေးနေဆရာပြောချင်တာမျိုးရှိရင်ဗာများပြောချင်တာမျိုးရှိကျွန်တော်အနေနဲ့ကတော့ဟိုဒီမှာပြည်ကဘုံလုံးချစ်တဲ့ပြည်သားတွေအားလုံးကျေးဇူးတင်ပါတယ် ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်အားပေးတာပဲနော်ရှုံးလို့ပြောတာတော့ဒါကတော့ဘောလုံးရဲ့သဘောပါပဲနိုင်ရင်တော့အားလုံးပျော်ကြရတာပဲကျွန်တော်နေနေပေးသက်တွေပျော်ဖို့အတွက်ကလေးတွေစူးစမ်းဖို့တိုက်တွန်းပါဟုတ်ကဲ့ပါကျေးဇူးပါ